ပါတယ်เนาะဒီဒီချင်းရဲ့ဒီစကလုံးတွေမှာကြတော့နောက်ပိတ်တယ်မပါဘူးနောက်ပိတ်ခေါင်းစက်လည်းမပါဘူးဒီမှာကြတော့နောက်ပိတ်ခေါင်းစက်လည်းပါနောက်တာလေးဆက်ပြီးကြအောင်အဲ့တော့စကလုံးတစ်လုံးဟာနောက်ပိတ်တယ်မပါလေမပါလေအဲ့ဒါကဘာမှသိစားရမလို့ဒီချင်းလည်းကြီးလိုက်သူ့မှာနောက်ပိတ်တယ်မပါဘူးမထုံနဲ့ပါရင်ထုံကြာဟုတ်လားအဲ့တော့ဆရာပြောထားတယ်ဆရာပြောတဲ့အတိုင်းမသိမသိလို့ပါလို့ဆရာပြောထားတယ်။ဒါသာဒီ 拿过阿片，你得去那个做，你得去那个去，他们说的来不着，啊，他们他们说的来不着，现在们现在在那弄呢，阿拉那边不弄多，现在那边啊，不给弄多呢，开个的就弄两起来，我弟弟那弄两起来嘛，这样呢，哎，就是 US 那边就是呢，现在嘛，就 US 那边弄呢，US 干啥的，啊，OK。 အဲ့ဆရာကနောက်တစ်ကလုံးနေတောင်းရင်ဒေရှင်နဲ့ခြာတဲ့နေမှာခြာတယ်ဘာဖြစ်လဲဆိုတော့တဏှာကဘာသာမရှာပါနော်ဆရာဒီလည်းပြောလို့ရှိရင်ဒါဆရာဆရာဒီလည်းပြောရတယ်တဏှာကဘောရှာပါဆရာအချင်းဖြစ်တိုင်းနေနဲ့ဆရာမရှာပြတော့ဘယ်နဲ့ဆရာမှတ်မိတာလည်းကြီးပြရတယ်နော်ဆရာတို့ဒီလိုရေးပါမယ်အတန်ထုတ်ဘူးသူ့ကို ီလို့နေပါအီနော်အီအဲ့ဒီတရမှာမှာ तू က short vowel နဲ့ long vowel ဆိုရှိတယ်နော်ကျောင်းဘာလို့လောင်းဘာလို့ short vowel long vowel ဆိုရရှိမယ် short vowel long vowel အဲ့ short vowel ဆိုတော့တန်ကြတာအဆောင်ပြတောင်းပြတောင်းနဲ့တိကလေးဆိုရတယ် နောက်ပါကျတော့တန်ဆွဲသလားနှစ်ခုရှိတာရှိတယ်။သုံးခုရှိတယ်၊လေးခုရှိချင်း၊ငါးခုရှိတယ်ရှိတယ်။အချို့ဆယ်လုံးရှိတယ်ရှိတယ်။ဒါကတော့ကျွန်တော်အရှိန်ကြီးပေါ့နော်။ဟိုက်ပါ။အဲ့ရန်ပြရသေးပါလေ။ဆိုတော့သကလုံးသလုံးထပ်ပူလာပြီဆိုလို့ရှိရင်နော်။သကတန်ပေါ့နော်။အတန်တစ်ခုထပ်ပူလာပြီဆိုရင်ဆယ်လမတစ်ခုထပ်ပူလာပြီဆိုရင်တတအောင်လို့ပြင်ကြရတော့ မြင့်ရဆိုပြရတယ်အဘယ်နေရာမှာမြင့်ရလဲဆိုတော့ဆရာတို့ dictionary ကိုကြည့်ရလို့ရှိရင် dictionary မှာ stress mark တွေပြထားပြီးရဲ့အဲ stress mark ရဲ့နောက်က syllable ကိုအကမြင့်ပြီးဖြည့်ဆိုပြရတယ်တချို့ဟာကြတော့ syllable တစ်ခုလည်းမကဘူးလားဆိုတော့ဒီကတချို့ဟာကြတော့ stress mark နှစ်ခုနှစ်ခုလောက်ရှိတယ်ဒါနဲ့အပေါ်မှာနှစ်ခုမဟုတ်ဘူးအောက်မှာနှစ်ခုအပေါ်မှာနှစ်ခုပေါ့နော်အဲ့လိုမျိုးလေးရှိတယ် stress mark ကဆိုတော့အဲ့ဒါကြရင်တစ်ဖြည်းဖြည်းချင်းအတန်လေးကိုတတ်သွားရတယ်နောက်ပိုင်းနဲ့ pronunciation ဆိုတဲ့

and mana pulse adhik ya kalong kalong le dala na kalong mai chi bo na kalong mai chi ya dala ya ao ဖရဲရစီယာစောင်းမရှိဘူးဆေးဝါးတာဆရာတင်းနေလိုက်တင်းပြီးတာပေါ့နော်အစောက်ထင်းပါလေမပါဘူးပေါ့နော် ကျတော့ဆက်နေပြီလားအဲတခြားဆရာတွေလည်းဖရက်တင်ပေးတာပဲဒါပေမဲ့အယူဆလေးတွေ꿰ပါမယ်နော်ဆရာနဲ့အတန်ထုတ်ဝင်နေခြင်းတွေ꿰ပါအဲဘယ်မှာလဲခုန်ကြည့်ပါအဲမောင်းလို့ခုန်ကြည့်ပါ ဒါလေးပေါ့နော်ပရမောသလုံးသူရင်းဖို့ရင်းကြီးကအိုင်လေးကိုကြီးလိုက်နေပြီးဒီနာနေပြီးတော့အဆက်လေးနဲ့ဆက်ထည့်လိုက်နော်နောက်ဆက်လုံးပေါ့လေထည့်လိုက်အဲ့တော့ကိုဆရာတို့ဒီလိုရေးပါမယ်အတန်ထွက်ဘိုးသူ့ကိုအီလို့တော့ပါအီနော်အီအဲ့တရမှာပါသူက short vowel one, eh? Long vowel so she. Short vowel. Long vowel. Short vowel, long vowel is a very short vowel. လောင်းလောင်းအဲ့တော့ရှော့ပါပဲဆိုတော့တန်ပြတ်တာအတန်ပြတ်တော့ပြတ်တော့လည်းတိကလေးဆိုပါရဲ့လောင်းတော့ကျတော့တန်ဆွဲတာအတန်ဆွဲနေဆိုပါအဲ့ဒီအီးဒီ လောင်းလောက်ဖြစ်တယ်တန်ဆင်းဆိုတာဒီနည်းနဲ့ဆွဲဆိုရတယ် e e အဲ့လိုဆိုရတယ်ဆိုဥမာနေနဲ့ s e e ဆိုတဲ့စကားလုံးကိုဆရာ dictionary မှာကြည့်လိုက်လို့ရှိရင်ဆာဒီလိုပြအဲ့ဖရဲတဲ့ငရာကိုရေးတဲ့အခါမှာငင်းဆောင်လေးနဲ့ခုချိုင်းမှာရေးရတယ်မှတ်ထားယူပါ slash ပေါ့နော် slash နဲ့ခုကြရမှာရေးရတယ်။ငင်းဆောင်လေးနဲ့ခုကြရမှာရေးရတယ်လို့မှတ်ထားလိုက်ပါနော်။အဲ C now tree အဲ့ဒါ S နဲ့ဆိုတော့ S နဲ့ E ပေါ့နော်။ C T R နဲ့ E ပေါ့နော်။ tree နောက်ဘာလေးပါလဲ။နောက်ပိတ်လေးပါပါလဲ။ဘာမှပါအောင်ရှင်းနေရနော်။ရှင်းနေရနော်။ F R E E free ဟုတ်လား D E E P deep deep ဒီမှာကြတော့ DEEP ဆိုတဲ့စကားလုံးကိုဆရာ dictionary မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီလိုပုံစံမျိုးတွေ့ရအောင်အဲ့တော့ dictionary ကိုကြည့်မယ် dictionaries or very dictionaries, which means that is the dictionary? Cambridge dictionary, which is Cambridge dictionary. C A M B R I D G E Cambridge D I C T I O N E R Y dictionary. Cambridge dictionary. A dictionary, which is 好了。 တဏ္ဍာရဲ့ဖုန်းဒါမှမဟုတ်ကွန်ပျူတာရဲ့ကွာကွန်ပျူတာထဲမှာဟိုမှာ Chrome ဆိုတဲ့ software လေးရှိတယ်ဒါလေးပေါ့နော်အဲ့ထဲဝင်ရမယ်ဝေဘွားရဆိုလို့ရှိရင် Cambridge Dictionary ဆိုရဲ့ဟဲ့နော် ဘယ်ဘာလဲဆိုလို့ရှိရင်အဲ့မှာ Cambridge Dictionary ဆိုရဲ့ညံ့မယ်သူစီရံလို့ရဲ့တယ်ဆက်တော့မ Cambridge ဆိုပြီးတော့တန်းပေါ်လာတဲ့ခြားကြောက်နော်ဒါကြိုက်ရှာနေကြမလို့ပေါ့နော် Cambridge Dictionary အဲ့ဒါလေးနှိပ်လိုက်နှိပ်လိုက်ပြီးလိုက်ဆိုလို့ရှိရင်အပေါ်ဆုံးမှာနော်အပေါ်ဆုံးမှာတွေ့နေရတဲ့ https အဆက်နဲ့ဆက်နော်အာပြီးတော့ /dictionary.cambridge.org အဲဒီ website ဝင်ရအောင် အဲဝေမုတ္တဆိုရင်ဒီအပြောင်လေးကိုပဲနေလိုက်အောင်နေလိုက်အဲဒါတော့ဆက်ရွေးပါလား Cambridge နဲ့အဲ့မှာဆရာတို့ DEEP ဆိုတဲ့ကလုံးဆရာကြည့်အောင်ဟာအကြည့်လိုက်မယ်ကျလာဒီမှာဆရာတို့ဒီမှာ UK နဲ့ US ဆိုပြီးတော့ခုရှိတယ်အဆရာ UK တောင်ပဲ US တောင်ပဲယူပါမယ်ဘာလို့ဆိုဆရာတို့ကအမေရိကန်မလို့နော်အမေရိကန်တောင် ဲ့နောက်ကြည့်အောင်ပါဒီနော်ဒါနဲ့လည်းဆွဲမယ်ဒီဒီအဲဆိုတဲ့အခါမှာဆရာတို့က exaggerate လုပ် exaggerate ဒါနဲ့လည်းပုံမယ်ဘာလို့လဲတော့တနေ့ကဘာမှတိတ်ကြွန့်ချင်နေတာမဟုတ်အပြည့်တချင်နေပဲတော့ဒီလောက်ဆွဲမယ်တနေ့ကလည်းဆွဲပြီးဒီ ဒီလည်းလည်းပိုဆွဲပြီးလည်းလည်းနဲ့ဆောက်ဆွဲပြီးဒါမှအကျစ်ကတော့နော်ဒါမှဆွဲတာကဒီပြီးဒီဒီပြီးဒီအဲ့လိုဆိုအောင်အဲ့တော့ပြန်တိုင်းအတန်ရဲ့ dictionary အတန်ရဲ့နော်အခုသိကြရမယ့်အတန်ကြားရမှာကွာဟချက်တွေရှိနေနော်ငါကဘာတဲ့ကိုမသိတဲ့အချိန်မှာဒီတော့ဒီလိုဆိုမယ်ဒါတော့ပီတယ်လည်းမပေါ့ဒီဟိုဖရက်ဒီဒီရဆိုရတာတော့ deep အဲ့လိုဆိုပေမဲ့